်မင်္ဂလာပါရှင်2025ခုနှစ်မေလ26ရက်နေ့ရက်မွန်တက်7နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျမကတော့မှုမှုပါရှင်မိုးကောင်ဖားကန်လမ်းပိုင်းမှာတက်ဆွဲခဲ့တဲ့ကျေးရွာတွေမှာနေအိမ်တွေကိုစစ်ကောင်စီကဖောက်ထွင်းခိုးယူနေပါတယ်အကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများဆိုးရွားလာတာကြောင့် NUG ပညာရေးအကြောင်းများအလုံးယာယီခိတ္တပိတ်ထားရန်ပြည်တော်စုဝင်ကြီးကညွှန်ကြားလိုက်ပါတယ်ရှင်။ မိုင်းလားဒေတာမှာလက်နက်ကင်တဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကိုလက်ခံထားတာမရှိဘူးလို့ NDAA ကစစ်ကောင်ဆောင်ကို ပြောလိုက်ပါတယ်မြန်မာအပြစ်ခတ်ရက်စက်ရေးတပ်တန်းတို့ဘုမလေးရှားကတိုက်တိုးလိုက်ပါရရှင်။မုံတိုင်းဖြစ်နိုင်ချင်တဲ့မိုးတတိပေးချက်ကို NUG ကထုတ်ပြန်ထားပါတယ်။ဒီသတင်းတွေနဲ့တူဒီကနေ့မိုးတဲ့12နိုင်ချင်းတိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့ကချင်ပြည်နယ်မိုးကောက်ကာမိုင်း ဟာကန်လမ်းပိုင်းမှာစစ်ကောင်စီတက်ဆွဲခဲ့တဲ့တေးဝါတွေမှာနေအိမ်တွေဖောက်ထွင်းခံထားရပြီးစားတောက်ကုန်လူသုံးကုန်ပစ္စည်းများကိုစစ်ကောင်စီတပ်ကခိုးယူသွားကြောင်းဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကစပြီးမိုးကောင်း၊ကာမိုင်း၊နှံ့ရ၊ကမော်၊လုံခင်းဟာကန်လမ်းကနေတဆင့်အင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကမေလာဇံမှာနှံ့ရနဲ့ကမော်ကျေးရွာကိုရောက်ရှိလာတာကြောင့်ဒေသခံတွေထွက်ပြေးတိမ်ရှောင်ခဲ့ရပါတယ်။ ဲ့ဒီကျေးရွာတွေက စစ်ကောင်စီတပ်ကတက်ဆွဲထားခဲ့ပြီးတဲ့နောက်မှာမေလ22ရက်နေ့မှာပြန်လည်ထွက်ခွာသွားရာဒေသခံတွေပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်။အဲ့နောက်မှာကျေးရွာတွေမှာရှိတဲ့နေအိမ်များဖောက်ထွင်းခံရပြီးအဝိစားများစားတောက်ကုန်များအိမ်သုံးပစ္စည်းများပါစစ်ကောင်စီတပ်ကယူဆောင်သွားကြောင်းဒေသခံတွေကပြောပါတယ်။အိမ်တိုင်းအဖောက်ခံရတာသူ့အိမ်ကပစ္စည်းဒီအိမ်ကိုရောက်ဒီအိမ်ကပစ္စည်းသူ့အိမ်ကိုရောက်နေတအိမ်စင်းတအိမ်တက်ငွေသွားတာ အကောင့်တွေကြီးယူသွားတာအခုတော့ data ကန်အချင်းချင်းပိုင်ရှင်မှန်စီကိုပစ္စည်းတွေပြန်ပေးနေတယ်လို့ကတ်မော်ရွာကန် data ကန်တဦးကပြောပါတယ်။နောက်ရမှာလဲနေအိမ်များမှာပစ္စည်းတွေဝင်နောက်ဖျက်ဆီးသွားကြောင်းသိရပါတယ်။ဒါပြင်ရခင်ရက်ကတိုက်ပွဲများအတွင်းမပေါက်ကွဲသေးတဲ့မိုင်းများရှိနိုင်၍တတိပြုကြရန် data ကန်အချင်းချင်းကတတိပေးနေကြပါတယ်။ကိုယ်အိမ်ကိုပြန်ဝင်ကြမဲ့သူများလက်နက်ကြီးကြီးများနဲ့ နေမိုင်းကျိုးမိုင်းအားလုံးကိုတတိထားကြပါလို့ပြောချင်ပါတယ်။ဖြစ်လာရင်စေယုံစေကံပို့ဖို့မလွယ်ဘူးလို့ဒေတာကန်တဦးကလူမှုကွန်ရက်ကနေတဆင့်တတိပေးထားပါတယ်။နယ်ရရွာကရခင်ကကချင်းလွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်ကထိန်းချုပ်ထားတဲ့ကျေးရွာဖြစ်ပြီးယခုကစစ်ကောင်စီတပ်ရှမ်းနီ SNA နဲ့ပြည်သူ့စစ်ပူပေါင်းတပ်ဖွဲ့တွေကစစ်တောင်းထိုးလာတာကြောင့် KIA ကပြန်လည်ဆုတ်ခွာထားကြောင်းသိရပါတယ်စစ်ကောင်စီတပ်ကမြေပြင်မှာအထိနာနေပြီးမဲ့ လေချောင်းပစ်ကူနဲ့ရှေ့တိုးလာနေတာပါ။ဒါပြင်ဖားကပ်ဖြူဟာကုန်းကနေလက်နက်ကြီးတွေနဲ့လည်းပစ်ခတ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကမေလ25ရက်နေ့မှာဖားကပ်မြို့နယ်နဲ့ဆယ်မိုင်ခန့်အကွာမှာရှိတဲ့နှမ်းတိန်ကျေးရွာကိုရောက်ရှိနေပြီးတိုက်ပွဲဖြစ်ပွားနေကြောင်းစစ်ရေးသတင်းမြစ်ကပြောပါဗျ။ကချင်မျိုးသားလွတ်လပ်ရေးတပ်မတော် KIA နဲ့ပူပေါင်းတပ်ကဗမော်မျိုးသိန်းတိုက်ပွဲတိုက်ခိုက်နေစဉ်မှာစစ်ကောင်စီကဖားကတ်မျိုးကိုနယ်မြေစုမှုမှုပြန်လည်ရရှိရေးအတွက်စစ်တောင်းထိုးလာတာလည်းဖြစ်ပါတယ်။ ။လက်ရှိမှာဗမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေသလိုဖားကန့်လမ်းပိုင်းမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါပြင်ဝိုင်းမော်မြို့မှာလည်းစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကစစ်ရေးတင်းမာနေပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်ရှုံးကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဆိုးရွားလာတဲ့ဖြစ်မြို့သားညီညွတ်ရေးအစိုးရ NUG လက်အောက်မှာရှိတဲ့ကျောင်းတွေအားလုံးကိုယာယီခိတ္တပိတ်ထားရန် NUG ပညာရေးပြောင်စုဝင်ကြီးဒေါက်တာဇော်ဝေဆိုကဂျမန်နေမှာညွှန်ကြားချက်တရက်ကိုထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်အာဏာကိုစစ်တပ်ကမတရားသိမ်းပိုက်ပြီးချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကကလေးငယ်များပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက်ဂျားကလာပညာရေးကို နီလန်းမျိုးစုံနဲ့ဖော်ဆောင်သင်ကြားပေးလျက်ရှိကြောင်းယခုအချိန်မှာမတရားအာဏာသိမ်းစစ်တပ်ကစာတင်ကြောင်းများဆေးရုံများစတဲ့လူစုလူဝေးရှိရာနေရာတွေကိုလေကြောင်းမှနီလန်းမျိုးစုံနဲ့ပုံကျဲခြင်းဆက်တနက်ပြည်ရည်ရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်ခြင်း တာဝေးပစ်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့် လူသားများအပေါ်ဆေးရဆွေးမှုများကိုနှင်းစင်ဆိုးရွားစွာကျူးလွန်လျက်ရှိကြောင်း NUG ဝန်ကြီးဒေါက်တာစောဝေစိုးကညွှန်ကြားချက်မှာဖော်ပြထားပါတယ်။နိုင်ငံသားကောင်းရတနာကလေးငယ်များဆရာဆရာမများနဲ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနရဲ့အတိအမှတ်ပြုထိစပ်ပူပေါင်းမှုတို့ဖြင့်မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားပေးနေတဲ့ အခြေခံပညာပြည်သူအခြေပုပညာသင်ကျောင်းများအစင်းမြင့်ပညာကျောင်းများနဲ့အသက်မွေးပညာကျောင်းများအလုံးဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းခက်တားယာယီညှနာထရန်ညွန်ကြားလိုက်ကြောင်းညွန်ကြားချက်ကိုတက်ဆိုင်ရာ အစင်းစင်သောတာဝန်ရှိအဖွဲ့တွေက ကြီးကြပ်ကူညီပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရဲ့နဲ့တင်ကြားတင်ယူမှုစင်ဆက်မပြတ်စေရအတွက်အမျိုးသားညီညွတ်ရေးအစိုးရ ညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့မူဝါဒများလက်ညွန်ချက်များအတိုင်းဆောင်ရွက်ပေးရန်ပညာရေးဝန်ကြီးကမြစ်တာရက်ခံထားပါတယ်ရှင်။မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုရှောင်ရှားပြီးဘေးကင်းစွာပညာသင်ယူနိုင်ရေးအတွက်နီလန်းများစွာရှာဖွေလျက်ရှိကြောင်း NUG ပြောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဥနေဖုံလကထုတ်ဖော်ပြောဆိုထားပါတယ်ရှင်ဆက်လက်ပြီးမိုင်းလာအဖွဲလို့တည်ကြတဲ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA ကသူတို့ဒေတာမှာအခြားလက်နက်ကိုင်တဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကိုလက်ခံထားတာမရှိဘူးလို့မင်းအောင်လိုင်ကို ပြောလိုက်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းတိုင်းတုံမြို့နယ်အခြေဆိုင်ဒရီဂန်ဒေတာတိုင်းစစ်ဌာနချုပ်ကိုရောက်နေတဲ့မင်းအောင်လိုင်နဲ့မနစ်မေလ25ရက်နေ့မှာတွေ့ဆုံချိန်မိုင်းလာအဖွဲ့ကအခုလိုပြောလိုက်တာလည်းဖြစ်ပါတယ်။အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာရဲ့ငြိမ်းချမ်းရေးနဲ့ ်စီလုံးရေးကော်မတီဒုတိယဥက္ကဋ္ဌဥဆန်ပိဥဆောင်တဲ့အဖွဲ့ဟာမင်းအောင်လိုင်းနဲ့တိုင်းစစ်ဌာနချုပ်ကရွှေတိကံရိတ်တာမှာတွေ့ဆုံခဲ့တာပါ။ဒါ့အပြင်ဒေတာတွေနဲ့နိုင်ငံတော်တည်ငြိမ်ရေးအေဂျင်ရေးလုပ်ငန်းတွေအတွက် NDAA ကပူးပေါင်းဆောင်ရွက်သားမယ်လို့ပြောတဲ့အကြောင်းကိုဒီကနေ့မေလ26ရက်နေ့ထုတ်တဲ့သတင်းစာမှာဖော်ပြထားပါတယ်။စစ်ကောင်စားဘက်ကလည်းပညာရေးနဲ့ကျန်းမာရေးခန္ဓာတွေမှာအစိုးရနဲ့မူဝါဒအတိုင်းပူးပေါင်းဆောင်ရွက်ဖို့ မိုင်းလားဒေတာမှာဖြစ်ထွန်းတဲ့ rubber ကို အခြေခံတဲ့စက်မှုလုပ်ငန်းတွေကိုဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့မယ်လို့လည်းဆိုပါတယ်။အာနာသိန်းပြည်နယ်နောက်မှာစစ်ကောင်စီကပြုတ်လုတဲ့ငြိမ်းချမ်းရေးတွစ်ဆုံဆွေးနွေးပွဲတွေကိုမိုင်းလားအဖွဲ့ကတက်ရောက်ခဲ့ပြီးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာရရေးတောင်းဆိုထားတာပါ။ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေတာလေးအဖြစ်တည်ကြတဲ့မိုင်းလားအဖွဲ့ဟာလက်ရှိပြည်ရင်းပြည်ပအခြေအနေအရရအောက်မှာဗမ်းမလိုက်တဲ့ရက်တီချက်ကိုဆက်ပြီးတော့ ဆောက်ကင်ထားမယ်လို့မနစ်တုံးကသဘောထားထုတ်ပြောခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒီလအတွင်းမှာပြစ်ခတ်ရက်စဲရေးတက်တန်းကုန်လို့မဲ့မြန်မာနိုင်ငံမှာမြင်းကလင်းဘေးအလွန်အပြစ်ခတ်ရက်စဲရေးတက်တန်းတိုးဖို့မလေးရှားနိုင်ငံကမေလ25ရက်နေ့မှာတောင်းဆိုလိုက်ပါတယ်။လက်ရှိမှာဘေးသင့်ဆုံတွေကိုကြော်လွန်ပြီးတော့အပြစ်ခတ်ရက်စဲရေးကိုတက်တန်းတိုးဖို့မလေးရှားနိုင်ငံဂျာယေဝင်ကြီးမိုဟာမတ် ဟတ်ဆန်ကမေလ25ရက်နေ့မှာကျင်းပတဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာအဆိုပြုခဲ့တာပါပြည်လဲထူထောင်ရေးလှုပ်ဆောင်ဖို့နဲ့မြန်မာပြည်သူတွေရဲ့ဘေးဒုက္ခတွေဖြေလျှော့နိုင်ရေးအကြံဖတ်မှုတွေရပ်ဆိုင်ဖို့နဲ့အပြစ်ခတ်ရက်စဲရေးတက်တန်းထိုးဖို့မြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာသူတွေကိုကျွန်တော်တောင်းဆိုလိုပါတယ်လို့အစည်းအဝေးအဖွဲ့မိတ်ခွန်မှသူကပြောပါတယ်မလေးရှားဝန်ကြီးချုပ် NY Ibrahim က ဧပြီလအတွင်းမှာဘန်ကောက်မြို့မှာမြန်မာစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံကအပြစ်ခတ်ရက်စဲရေးကိုလေးစားသမှုထားဖို့တိုက်တွန်းခဲ့ပါတယ်။မြန်မာစစ်တပ်ဘက်မှာအပြစ်ခတ်ရက်စဲရေးကြေညာထားခဲ့ပေမဲ့ဘုံကျဲတိုက်ခိုက်မှုတွေဆက်လက်ပြီးတော့လှုပ်ဆောင်ခဲ့တယ်လို့ကုလသမဂ္ဂနဲ့လွတ်လပ်တဲ့ပြည်ပခန့်စောက်ကြည့်ရေးအဖွဲ့တွေကပြောပါတယ်။အနာတိုင်းမှုစန့်ကျင်ရေးအဖွဲ့တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကထိုက်ပွဲတွေရပ်တန့်ဖို့ကတိပြုခဲ့ပါရဲ့ရှင်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတပိတ်မောက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြည်သူတွေနဲ့နိုင်ငံရေးပါတီတွေကိုတိုက်တွန်းခဲ့ပါတယ်။နောက်ဆုံးသတင်းဖုံးအနေနဲ့မေလနောက်ဆုံးရသက်တပတ်အတွင်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရောက်ဝင်ဖြစ်နိုင်ပြီးမုန်တိုင်းငယ်အဆင့်ကိုအားကောင်းလာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘင်းအနယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOH ADN ကထုတ်ပြန်ထားပါတယ်။ ယနေ့မေလ26ရက်နေ့မှဇွန်လ1ရက်အထိယာတီဥထုခမှန်ချက်မုံတိုင်းငယ်ဖြစ်ပွားနိုင်ပွဲတတိပေးချက်ထုတ်ပြန်ခြင်းဖြစ်ပါတယ်။မုံတိုင်းငယ်ရဲ့ပြင်းအားနဲ့ဝေရောက်မဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ရန်လိုအပ်တယ်လို့လည်းအသိပေးထားပါတယ်။ဒေတာအများအပြားမိုးရွာနိုင်ပြီးအချို့ဒေတာများမှာမိုးကြီးနိုင်တယ်လို့တတိပေးထားပါတယ်။မုတ်တုံလေအားကောင်းနေပြီလေပြင်းတိုက်ခတ်ခြင်းနဲ့အတူလျက်စီလက်ချင်းမိုးချိုးပစ်ခြင်းနေရာကွက်ရမူကြည့်ခြင်း မိုးသီးများကျွေခြင်း၊လျှက်တပြက်ရေကြီးခြင်း၊မြေကျုပ်ခြင်းနဲ့မြေပြိုခြင်းစတဲ့ဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်တာကြောင့်ဂရုပြုကြဖို့တတိပေးထားပါရရှင်။ယခုရက်ပိုင်းမှာရှမ်းပြည်နယ်၊စကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့မှမြို့အချို့မှာမိုးသည်းထန်စွာရွာသွန်းပြီးရေနစ်မြုပ်မှုတွေဖြစ်ပွားနေပါတယ်။လက်တလောရာသီဥတုအခြေအနေကြောင့်ငလင်ဘေးတင့်ဒေသများမှာမြေကျုပ်မြေပြိုခြင်းနဲ့ရိုင်နေနေတဲ့အဆောက်အအုံများပြိုကျခြင်းတွေကြောင့်တတိပြုကြဖို့ MOH ATN ကထုတ်ပြန်ထားပါတယ်ရှင်။ဒီကနေ့မွန်းတဲ့12နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။